လွေမြင့်သခွင်ပြေးလွှားနေကြသည့်ဒီအကောင်လေးများကိုမီယာကက်ဟုခေါ်ပါသည်မြမလိုမွေဖာပေါ့သူတို့ကိုခေါ်ရလွယ်အောင် နမည်လေးတွေပေးထားလိုက်မယ်ဒီအကောင်လေးကိုတော့မက်ဂိုဂိုလို့ခေါ်မယ်သူကတော့အဖွဲရဲ့အုတ်ထင်းသူပါသူတို့မိသားစုဟာအစာရှားပါလာမှုကြောင့်ရွှေ့ပြောင်းလာကြတာပါ သူတို့ဟာအတူတကွာလက်တွဲလှုပ်ဆောင်ရမှာအနွန်ညင်နမည်ကြီးပါတယ် ဒီနေရာဟာသူတို့မိသားစုအငြင်းနေခဲ့တဲ့နေရာနဲ့အတော်ပင်ကွဲပြားပါတယ်။မက်ကိုကိုအတွက်ပထမဦးစားပေးလှူဆောင်ရမှာကတော့သူတို့အတွက်နေထိုင် အင်သစ်ရှာဖွေရပါမယ်။ဒီစွန့်ပြစ်ထားတဲ့တွင်ဟောင်းကြီးဟာသူတို့အတွက်အကောင်းဆုံးခိုးလုံရဖြစ်ပါလိမ့်မယ်။နည်းနည်းတော့ဖြူပြင်စရာလေးတွေရှိတယ်။သူတို့လေးတွေကတော့အိမ်နေချင်းအစ်စ်တွေရောက်လာလို့ပျော်ရွှင်နေကြပါတယ်။ဒီတော့မြန်မြန်နဲ့နှုတ်ဆက်စကားပြောရင်မိတ်ဆက်လိုက်မယ်။ နေရာတစ်ကိုရောက်လာခါစားဆိုတော့နဲနဲတော့စိတ်သက်သက်ဖြစ်နေပါတယ်။ဒါပေမဲ့နေရာကြာလာရင်တော့အဆင်ပြေသွားမှာပါ။တတိတော့ထားရမယ်။တချို့ကကြိုက်ပုံမရဘူး။မက်ကိုကိုဟာ သူတို့မိသားစုအတွက် ရေရှည်ခန္ဓာရှိပြီးကြီးမားတဲ့ဥမလင်လောင်ကောင်းနှက်ရှင်းတဲ့ခိုးလုံငန်းနဲ့အရေးပေါ်ထွက်ပေါက်တွေကိုတူးရန်အကောင်းဆုံးနေရာကိုရွေးချယ်လိုက်ပါရဲ့။ဒီအချိန်မှာပဲသူ့ရဲ့ဇနီးတိုကိုတိုနာရောတာမီဟာ အစာရှာထွက်သွားပါတယ်။ သူတို့အထက်အကြိုက်ဆုံးအစာကတော့ကင်းမီကိုတွေပါပဲတိုကိုတိုနာတို့တာမီတွေအစာရှာသွားတာမတိလိုက်တဲ့မက်ဂိုကိုကတော့ပြာရာခတ်ပြီးလိုက်ရှာနေပါတယ်နှစ်လခန့်ကြာပြီးနောက်မှာတော့မက်ဂိုကိုရဲ့ဇနီးတိုကိုတိုနာမှာကိုဝန်ရှိနေပါပြီဒီချိန်မှာအာဟာရပြည့်ဝတဲ့အစာတွေများများရှာဖွေပြီးစားသုံးဖို့လိုအပ်ပါနဲ့ဒါပေမဲ့သူ့မှာအရန်ချစ်တတ်တဲ့ယောက်ျားရှိနေတော့စိတ်ပူစရာမရှိပါဘူး ီတော့တိုကိုတိုနာဟာအစာအထွက်ဆိုဆွတ်တဲ့မြေကြီးတဲကအင်းဆက်တွေကိုအလွယ်တကူစားတောက်နိုင်ပါတယ်။တခါတလေကိုဝွန်ဆောင်လက္ခဏာတွေလည်းပြတတ်ပါတယ်။သူ့အတွက်မလွယ်ကူပါဘူး။အတော်နေရခက်နေပါပြီ။သူတို့ရှာဖွေစားတောက်ပြီးစီးကြည့်မှာတော့တိုကိုတိုနာနဲ့သူ့ညမဘူဖွတ်ဆိုရောကောင်းမွန်စွာ အနားယူနိုင်ရန်မတ်ကိုကိုက အလိုက်တတိအကင်းဆောင်ပေးလိုက်ပါတယ်။ဒီအချိန်မှာပဲ တို့အဖွဲ့ကိုစောင်းကြည့်နေတဲ့မျိုးနွယ်ဝန်အခြားတကောင်ကိုတွေ့လိုက်ပါတယ်။သူဟာအန်ဒီယပေးနိုင်လား။လေးလာနေတဲ့အချိန်မှာပဲသူ့နားကိုချစ်စနီးလေးတိုကိုတိုနာရောက်လာပါတယ်။ဒီတော့ကြကြမချင်းစားပါဘူး။တဝုန်တိုးတတ်တဲ့မိန်းမရဲ့စိတ်ကိုသိနေတော့ချက်ချင်းပဲမောင်းထုတ်လိုက်ပါတယ်။ခမားတို့မှာတော့တို့လိုကြောက်ရမဲ့သူရှိနေပြီလား။အားလုံးကိုကျေးဇူးတင်ပါတယ်။